လဲ။ဩသမီးပြန်လာပြီလား။အင်းပြောပါအောင်ဖြစ်ပေါ်ကအခုရောအချိန်ကြီးဖားရဲ့လေတက်တာသွားရည်လား။ဇီယဝင်လာကြည့်ပြီးတက်တာအောင်စီးထိုးပေးခဲ့တယ်။တောက်စီးလေးလည်းပေးခဲ့တယ်။ဖြစ်ပေါ်ကတော့စေးယုံကအပြန်အိမ်ပြန်ရောက်တော့အေကန်နဲ့ကတပ်ပုံကိုကြည့်ပြီးတယောက်ထည့်ရေးပဲမဝင်အောင်စကားတွေပြောနေတော့တာပဲ။အဲ့ဒါနဲ့ဘလိုမူလဲရလဲ။အဲ့ဒီအထီးကအကောင်အေကိုဟောနဲ့မတင်မှန်သေးတည်ကြီးနဲ့တောက်တယ်လေ။ပြီးတော့စကားတွေပြောပြီးငိုနေလိုက်တာ မြင်ရတဲ့သူစိတ်ဆင်းရဲရတယ်။ရုတ်တရက်ထရလိုက်တော့အဲ့အချိန်မူးလဲကျသွားတော့တာပဲ။အော်တဲရင်ရေသမီးတမန်ရော်လေတော့တဏ္ဍာမရှိတော့မို့ခလဘာလို့လဲ။အတော့ဆွေရောပါ။ညစာစားပြီးရင်နောက်ပိုင်းမှာကျမ channel ကိုလျှောက်ဆင်လာခဲ့တယ်။လျှောက်ရင် ့နေပြောင်းပြောပြခဲ့ပုံမြင်လေးအကြောင်းကျွန်မတွေးနေမိတယ်။ကျွန်မအဲ့ဒီပုံမြင်လေးကိုလေပြီးဆုံးအောင်ပြချင်တယ်။အဲ့ဒါကြောင့်အဲ့ဒီနေရာထွက်တာပေါ်အတွက်ကျွန်မဆုံးဖြတ်လိုက်တယ်။ ုံမြင်လေးပြောင်းပြောချင်လို့လာခဲ့တာတသားရဲ့ကဲအမဆက်ပြောင်းမယ်နော်တီတဲ့နေယူနေလားသူကယောက်ျားလေးနော်နေမဟုတ်တိုင်းမပြောစမ်းနဲ့ဒီမှာမမနှလုံးသားရှိရတဲ့ lain ချစ်ခွင့်ရှိရယောက်ျားဖြစ်လို့မိန်းမဖြစ်လို့ဆိုပြီးကန့်တထားလို့ရတာမှမဟုတ်တာအေးငါကတော့ကန့်တဲ့နေဘသူ့မှာချစ်ခွင့်မရှိဘူးယောက်ျားလေးဖြစ်လို့လည်းမဟုတ်ဘူးမိန်းမဖြစ်နေရင်တောင်မှငါတောင်းပါပဲ ဟာဗျာနေမှပြန်လာတဲ့မောင်လေးကိုစိတ်ညစ်စရာကြီးပဲပြောနေတော့တာပဲလူမသိပြန်မလာပါဘူးတကယ်ပါပဲအဲ့နေကွာလုံနေရလေငါစိတ်ညစ်အောင်လို့ကဲပါထားပါတော့မမလည်းလှုပ်ဆက်ရွှေလှုပ်တော့ဝေတာလေးတယောက်လှုပ်ပေးလိုက်ဘာလို့မလုပ်လဲကော်ဖီဆိုင်လာမှတော့ကော်ဖီတောင်းမှာပေါ့သိကြလားကို့မောင်ရင်ကောက်တော့မတတ်ထားတော့လားဟမ်မမမဟုတ်ပါဘူးတောက်ပါလှုပ်ပေးလိုက်မယ်ပြီးရော ငါပြောတာတွေကိုစာရဲထဲမှာလိုက်မှတ်။ပြ။ဟုတ်ကဲ့။ဒီတန်းအသက်က20ဖုန်းနံပါတ်က39ကို SIR ကိုအသားဖြူဖြူအေးမြင့်မြင့်နဲ့ကောင်းလေးကိုပေးလိုက်။ဟောဒါနဲ့သူ့နာမည်လေးပြောပြပါလား။တဘာကိုပြောတာလားဗျ။တဘာ။ဟုတ်လား။ဟုတ်ကဲ့။သူ့နာမည်ကတဘာမောင်ပါ။အသက်က22နှစ်ပါ။အလုပ်ဝင်တာလဲတိတ်မကြသေးပါဘူး။ဩဟုတ်လား။ SIR ကိုသူ့ကိုပေးလိုက်။ကွန်ပျူတာခွဲလဲလိုချင်တယ်။သူ့ပဲလာချပေးခိုင်းလိုက်။ ခမရမထားတဲ့ coffee နောက်ပြီးဒါဘာလို့တာလဲငဲ့အတွက်လေငဲ့တိတိနဲ့ထင်လို့ငဲ့ဘယ်ကငဲ့ကိုပြောနေရလဲစကားလမ်းကြောင်းလာမလွင်နဲ့ခတ်နေပါပြီငဲ့ရငဲ့ဆိုတာအခုမောင်းရှိမရဲ့နေတဲ့လူသားလေးကိုပြောတာမောင်းနာမည်ကတီတန့်ဒီနေ့မှနိုင်ငံသားကချောင်းတက်ပြီးတော့ပြန်လာတာအသက်က20ပြန်လာတာမှန်သွားပြီငဲ့ကြီးနေစမအောင်မင်းနဲ့ငါနဲ့တိလို့လားပြီးတော့ဘာတွေလဲငဲ့တွေရောမောင်းတွေရောနောက်တော့ငဲ့နားလေလာမှာပါ ခုတော့မောင်ကိုငယ်ဖုန်းနံပါတ်လေးပေးပါဦးငယ်မပေးရင်မောင်ဖတ်နှမ်းပြမှာနော်ဖုန်းနံပါတ်လေးပေးလိုက်လို့ဘာမှမဖြစ်တော့ပါဘူးလေဆန်ထဲမှာတခြားလူတွေရှိတာကြောင့်ဖုန်းနံပါတ်ကိုခက်ချက်ပြပြီးကျွန်တော်ပြန်လာပေးလိုက်ပါတယ် ဟယ်လိုတဘာမောင်မမောင်ပါဟမ်ဘာလုပ်လဲခင်ဗျအေးဆက်လိုက်တာကွာမောင်ရောငယ်ကိုလာလို့ဖုန်းဆက်တာဟုတ်ငယ်မမမီအိုးမင်းဟိုဘာကိစ္စရှိလို့လဲကိစ္စကဒါလည်းဒီမှာမနေ့ကမှမြင်မှုပြီးငါ့ကိုဘလို့ခေါ်နေရလဲဟုတ်တယ်ပြင်းပြင်းချင်းဆွဲလန်းသွားတယ်ပိုင်ဆိုင်ရာဘုတ်တီဘူးတွေ့တာဘလို့ချင်းနေပါမယ်မင်းကဘာလဲဂေးလားမင်းနေရဖြေးလေဘာလဲ မှန်းနေလို့လားဟာခေးမအောင်ပါဘူးဒါပေမဲ့ငဲ့တော်တော်ခေးရဲတယ်ဒေါက်တာရင်ကိုစဉ်းဝင်စားပါကွာငဲ့ဝတာချက်မိတာဟုတ်မလားချက်လို့လည်းကြတာမဘလူးနှလုံးခုမြင်နေရတယ်အာမဟုတ်ဒီကောဘာလိုက်ပြောနေရလဲမအောင်ဒါပဲဟုတ်ကဲ့ဒီတော့ပြသပါမှာဘာလို့ပြောရမလဲမင်းနဲ့ငါဘာဆိုင်တာကြလို့မပြောနိုင်ဘူးငယ်ရတာမဆိုင်တာ မောင်ဘက်ကဒီဝင်းလေးကိုငယ်ကမောင်ရဲ့အပိုင်လေးလို့သတ်မှတ်မိတာအဲ့ဒါကြောင့်တို့ရယ်မပြောရင်တညာလုံးဖုန်းလေးခေါ်နေမှာတော့အာဘာလို့လာရင်နေရလဲစိတ်ဆုပ်ဖို့ကောင်းပြောပါကွာအာတကယ်ပဲကိုနဲ့ကွာရရလားမင်းကလည်းအဲ့လောက်ပဲဖုန်းချဘူးตัวเกมหูเลยโดดิพี่ก็เลยมาฮะไปเลยกว่าใส่ชุบผู้กองเลยอ่ะ အဆိုးဆုံးကတော့ဗားတဲ့ချစ်တယ်ဆိုတာကြီးပဲအဲ့ဒါပဲကောင်းပါတယ်ငယ်ဦးမှာထပ်ပြီးကြည့်ချင်တယ်မောင်းနေနေအကိုလေးအဆိုးကြီးပါလားကော်ဖီလာတော့တာတင်နေအင်းဆိုပါတော့ဒါနဲ့တဘာမှမရောက်သေးဘူးလားခုဒီဩ तू ကနေ့လေမှလာမှလीမနက်ပိုင်းဆိုចောင်းသားနေရတာဗျចောင်းဟုတ်လား ။ तू อ่ะจ้างไม่ပြီးသေးဘူးပေါ့။ကျားရတဲ့လောက်တော့ तू ဒုတိယနှစ်လောက်မှာသူ့အဖေဆုံးသွားပြီ။အမေကလည်းကျမ်းမာရေးဖောက်လာတာတဲ့။ဒါကြောင့်ចောင်းလာပြီးမိသားစုချောင်းလည်းလောက်အရင်လုံးနေရတာလို့ပြောတာပဲ။ဩအဲ့ဆိုအခုမှចောင်းပြန်တက်နေတာပေါ့။ဟုတ်ကဲ့။နောက်ဆုံးနှစ်ရောက်ပြီလို့ပြောတာပဲ။ Okay ။ကျေးဇူးပဲနော်။ဒါနဲ့ငါဒီနေ့ဒီလိုလာတာကိုအမှမသိခြင်းနဲ့ပြန်တော့မယ်။ဟုတ်ဟုတ်ကဲ့။ငယ်ရှိရာတင်မှာတော့ဆက်ထိုင်ပါတော့ငယ်ရှိရဲ့ရဲ့စီဝင်ပေါင်းပါ ်သူစမ်းမသိဘူး။အော်ဒီဆိုတော့ဘာလဲကွာမနေ့ဆိုဆိုစီစီခုမှပဲနေတာခိုင်တာရှိသွားတယ်။ငယ်ခုအကြောင်းမလား။ဘာလုပ်နေလဲ။မင်းငါ့ကိုငငယ်နဲ့မခေါ်ပဲနေလို့မရဘူးလား။ဟမ်ပြီးတော့ငါ့ဟာငါဘယ်မှာနေနေဘာပဲလုပ်လို့မင်းနဲ့ဆိုင်လား။ငယ် Sorry မောင်လေးတဲ့နေနဲ့မာသွားတယ်။ငယ်ခုဘယ်နေရာမှာရှိလဲ။မောင်ပြောပြ။ကျောင်းကျောင်းမှာဘာလုပ်နေလဲ။ ထိုင်းနေတာမောင်လာခဲ့မယ်ဘာလာလုံးမလဲမလာနဲ့ချစ်တယ်ခဏနေတွေ့ကြအောင်ငဲငဲလို့ morning ငဲဘာလာလုံးတာလဲတွေ့ချင်လို့လေအေးလေဘာလို့တွေ့ချင်တာလဲလို့ချစ်လို့ဖဲစမ်းပါငါ့ကိုအဲ့လိုစကားရလားမပြောနဲ့ငါဂေးမဟုတ်ဘူးငဲဒီမှာထိုင်းမောင်ပြောပြမယ်ငဲအချစ်ဆိုတာကတားဆီးလို့ရတဲ့အရာတခုမဟုတ်ဘူး ယောက်ျားနဲ့မိန်းမပဲချစ်လို့ရတယ်ယောက်ျားချင်းချစ်လို့မရဘူးဆိုပြီးရှိမှမရှိတာတကယ်လို့ရှိခဲ့ရင်တော့တယောက်နဲ့တယောက်ချစ်ပါတယ်ဆိုပြီးဖွင့်ပြောခွင့်တော့ရှိတယ်လေပြီးတော့ယောက်ျားချင်းကြိုက်တဲ့သူတိုင်းကဂေးမဟုတ်ဘူးဥပမာမောင်ကလည်းဂေးမဟုတ်တလို့ငယ်ကလည်းဂေးမဟုတ်ဘူးဒါပေမဲ့မောင်ကငယ်ရဲ့ဖြစ်တည်မှုလို့သဘောကျတယ်အဲ့ဒါကြောင့်နှလုံးသားကစိတ်ကိုင်းစေအတိုင်းလူတွေတယောက်နဲ့တယောက်ချစ်နေကြတာဒါလို့ဆိုရင်ငယ်သဘောပေါက်ပါပြီငယ်နားထောင်နေလား ဒါပေမဲ့ငါမမေကိုမချစ်တာမချစ်တာမဟုတ်ပါဘူးမချစ်သေးရပါအဲ့တော့ငယ်အချိန်ယူပြီးစဉ်းစားလို့ရတယ်ဒါပေမဲ့အရင်ကြီးတော့မချာနဲ့ပေါ့မင်းကငါ့ကိုဘာလို့ငယ်လို့လာခေါ်နေရလဲငါမင်းထက်အသက်ကြီးတယ်အသက်သားကြီးတာလူကောင်ကတည်တည်လေးနဲ့ဦးရလုံးလုံးငယ်လို့ခေါ်တာပြန်တော့ဟမ်လုတ်တည့်ရဲ့ကြီးတွေ့ရင်လို့ဆို ခုတွေ့ပြီလေပြန်တော့ ။ဟာရက်စမာချစ်ခွေးငေရမပြောင်းရင်လည်းနေခဲ့ဗော။ငါအတန်းသွားတက်ပြီ။သူကျွန်တော်ဘယ်နဲ့ဆက်နေလဲ။ဘာဖြစ်ပြန်ပြီလဲ။တွေ့လဲတွေ့ပြီ။ပြောချင်တာရယ်လဲပြောပြီမလား။ဘာကြံသေးလို့လဲ။မောင်သွားပြီနော်။မောင်သားလို့ပြောတယ်ကြည့်ပါဘလောက်အရင်လိုက်ရအောင်သူထွက်သွားပြီးနည်းနည်းကြာမှာဘေးဘီကိုကြည့်ပြရမယ် တော်သေးတော့လူတိတ်ရှိရှင်ဘက်ကိုလည်းထုတ်ပြန်ဘာလို့လဲဆိုတော့အလကန်းဆုံးတွေခုံပေါက်တယ်ကျွန်တော်ကားလေးအင်းနေရတာအရှိမခါထောက်လို့စိတ်တူနေတယ်မမဟုတ်ကျွန်တော်နေနေရပါဘယ်ကပြန်လာလဲမနေ့ကမှပြောက်တယ်ဒီနေ့လည်းတလားနေပြီပေါ့ဟုတ်လားအာမမကလည်းမဟုတ်ပါဘူးကျွန်တော်ကဒီတိုင်းကားဖက်ပြီးမောင်းနေရဟာဘာလို့ဒေါသကြီးထွက်နေရလဲ မလေးနင်းလေဆိုတော့ကတော့လေပန်းရံရောင်တော့အိမ်တလောက်ပဲရှိတယ်နော်သဘောပေါက်စောစောစီရစ်နေပြန်ပါပြီမမရနင်းဆိုင်ရောက်သွားပြီဟိုကောင်သွားရှာရဲဆိုဟမ်ဘာဘလို့လုပ်ပြီဟဲ့နီးပညာခကြီးမလေးသိကျင်တာတိဘမခတ်ပါဘူးနေပိုသိပါတယ်နင်းကနိုင်ငံခြားပြန်လာပဲဟုတ်တယ်သွားရှာတယ်ဘာဖြစ်လဲမမရအေးကြီးလို့လားအေးငါအပြက်သားပဲပြောမယ်နော်နင်းအဲ့ကောင်နဲ့ပတ်သက်ရအောင် ဲ့ဒီကောင်းနေမှမဟုတ်ဘူးဘယ်ကောင်းနေကောင်းမနေနေမှာဟောနေမှာပတ်သက်ရအောင်နင့်ကငါရောမမီးနဲ့ဒဒီတို့ကအခုတည်းချစ်လို့မွားကြတယ်ယူလေငါတို့ရှိနေရပြီအတ္တတွေမကြီးစမ်းပါနဲ့အဲ့ဒီအတ္တတွေကဘလောက်ပူလောင်လဲမမသိလားကျွန်တော်ကတော့အဲ့ကောင်လေးကိုရအောင်ကိုယူမှာတိတက်ဆိုးဆိုးစီစီဘာလို့អော်နေတာလဲပဝင်းညင်နေနော်သမီးဆိုင်သွားတော့မယ်နိုင်ငံခြားပြန်ဒဒီသားလေးလာပါဦးလာပါပြီဗျာတောင်းဟောမှနေရတာအဆင်ပြေခဲ့ရလားပြီးတော့ရေးသားတွေဘာတွေကရှိနေပြီလားအဆင်ပြေပါလေ ယူဆတော့မရှိသေးပါဘူးဒေဒီယာဟုတ်ပါပြီခွာဒေဒီတာမေးစရာရှိလို့မေးပါဗျာဗာများလဲကဲ၍တားချစ်တဲ့လူကဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်လက်ခံပေးမယ်မလားဟင်အထူးဆက်ပါလားပြောတော့ယူဆမရှိသေးဘူးဆိုဩနောက်တော့ရှိလာမှာပေါ့ချိုးမိထားတာဒေဒီကြီးကတားစစ်ချမ်းသာတယ်ဆိုရင်ဘလို့အခြေအနေမျိုးပဲလက်ခံပေးရမှာပေါ့တားတာတကယ်မြင်လို့ကဲဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဒေဒီဟာဟာလုပ်ပြီးသားတော့ကဲဒေသားဖရေမနေနဲ့တော့လာမနှက်ဆာစားမယ်ဒီတိုင်းဆိုရင်တော့မဖြစ်သေးဘူးငါတို့ခုခုကျန်မှပဲရတော့ပဲငါဘယ်လိုပြောမှရမှာလဲဟန်တီတဲ့ဘလို့မှမပြောနဲ့ကျွန်တော်ကမရရအောင်ယူမှမလို့ မမပြင်မဲ့လိုက်မယ်။နင်တော့မရဘူးလား။အင်းမရဘူး။အဲ့တော့မိုးချုံနေပြီ။မမလည်းအဲ့တော့မယ်။ Good night နော်။ဟုတ်။ Good night မမ။ငဲမောင်ကိုချစ်တယ်လို့မပြောရင် မောင်ဒီနေရာမှာပဲဒူးထောက်ပြီးတော့နေမယ်။ငါ့ကိုတက်တက်အဆက်ခွဲနေရလား။မင်းမထလူတွေဝိုင်းကြည့်နေတာမဆက်ဘူးလား။မဆက်ဘူး။ထားစေချင်ချစ်တယ်လို့ပြောလေ။နေခဲ့ကွာ။ငါတော့သွားတော့မယ်။ ရှက်လွန်းလို့အမွှေးတောင်ပြန်တက်ချင်းနေပြီကျွန်တော်တို့ကိုကြောခိုင်းလိုက်တာရှင်ကြီးအတန်ကြီးလူစားပါဘာငဲဦးမောင်ရမ်းစစ်တယ်ပြုတ်ဟာဘာဖြစ်နေရလဲငါ့ကိုရှက်လာမခွဲနဲ့ထပြီးပြန်တော့ချစ်တယ်လို့ပြောလေအာစိတ်ညစ်လိုက်တာပြောပါဒီမောင်မောင်ဒူးနေတာလို့သေတော့မယ်နိုင်လဲထားတော့လေဘာလုပ်နေရလဲချစ်တယ်ချစ်တယ်လို့ပြောမှကျွန်တော်နေတာဒီရေးတင်းဆိုတဲ့နည်းလေးပါဘယ်လိုတစထုံးမှန်းမသိဘူး မင်းကိုထားခိုင်းနေမှာတော့ခုထိသဘောမပေါက်သေးဘူးလားမပေါက်ဘူးမောင်ကဒဲပြောမှရတယ်လို့မလို့မောင်ကိုငဲချစ်ပါတယ်လို့ပြောအာချစ်တယ်ချစ်တယ်ထားတော့ချစ်တယ်ပဲလားမောင်လို့ခေါ်ဦးလေမင်းဘလို့ဖြစ်နေရလဲချစ်တယ်လို့ပြောပြီးပြီလေရပြီထားတော့ငဲလို့တခါတော့တခါတော့ဝင်တော့ငဲကဲမောင်ထားပါတော့နော် ်ငဲ့ဟုတ်ချင်းခုနဒူဝိနာတေပါရတယ်ဆိုတဲ့လူကချက်ချင်းမတည့်ရတာလို့လက်ကိုဆိုရင်အကြောင်းပြန်ပြေးထွက်လာလူကြီးလေးကနေရာကိုသူကလေးနဲ့တင်းခေါ်လာပြီးတော့တနည်းအားရောက်လာကာရကဘဝနဲ့ဖုန်ပြန်ချာကျွန်တော်ကြည့်ယူရပါတယ်နောက်ပြီးကျွန်တော်ကိုသူ့ရင်ဝင်ကိုပြေးဖက်လိုက်ပါတယ်ချစ်လိုက်တာငေရမယုံပါနဲ့ငေခဏလေးပါမယ် လူနာအမြင်ဆုံးခွဲစိတ်ရပါမယ်။မဟုတ်ရင်တော့အတအောင်မှခင်မရှိပါဘူး။ဒါကြောင့်ဒီထဲမှာပါတဲ့ဆေးလေးကိုအစင်းနဲ့ဝယ်ပြီးစောင့်နေပေးပါ။နောက်တစ်နာရီနေလာယူပါမယ်။အာပတ်စံမရှိရဘူးဒီဒီစီးလေးကိုဘယ်လိုရမလဲမောင်ဟုတ်တယ်မောင်ကိုကြီးတောင်းပါမယ်မဖြစ်သေးပါဘူးငါကြောင့်စိတ်ကြီးနေလိမ့်မယ် ်ဆယ်မိနစ်လောက်စဉ်းစားနေတာမှာကျွန်တော်တတိယလူပေါ့ဉာဏ်ကြီးထွက်လာနေလိုက်ပါတယ်